ဇွန်လ9ရက်စနေနေ့အတွက်မိုးလဝတခမ်းမ်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။ညရေးကြီးမှုအခြေအနေတွေကတော့ဒီကနေ့ဇွန်လ9ရက်နေ့မနက်6:00နာရီခွဲချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံအတွင်းကမြို့အသီးသီးမှာညရေးတွေဟာဆွေးရည်အမတ်အောက်မှာပဲရှိနေပါတယ်။ဘင်္ဂလားပင်လယ်ော်အနောက်အလဲပိုင်းမှာလာမယ့်ဇွန်လ10ရက်နေ့ညနေပိုင်းကနေစတင်ပြီးအထက် လေဝေလိုင်းအဖြစ်ကနေလေပြင်းရတဲ့ရေဝံအဖြစ်စတင်ဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်။အဲ့ဒီလေပြင်းရတဲ့ရေဝံဟာဇွန်လ15ရက်နေ့16ရက်နေ့တွေမှာ ဆိုက်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ခြင်း40ရာခိုင်နှုန်းရှိတယ်လို့မော်လဝတ္တပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။လေပြင်းရတဲ့ရေဝင်းရဲ့အချိန်တက်ရမှုကြောင့်ဇွန်လ12ရက်နေ့ကနေ14ရက်နေ့အထိရခိုင်ပြည်မွန်ပြည်ကရင်ပြည်အေရဝတီတိုင်းပဲခူးတိုင်းနဲ့နေပြည်တော်တို့မှာမိုးအသင်အင်းကနေမိုးများနိုင်ပြီးကျန်ပြည်နယ်နဲ့တိုင်းတွေမှာမိုးအနှဲငယ်ကနေမိုးအသင်အင်းရွာသွန်းနိုင်တယ်လို့ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ဒီကနေ့ညနေအထိနေပြည်တော်မန္တလေးတိုင်းနဲ့မကွေးတိုင်းတို့မှာနေရာကွက်ကြား ကချင်ပြည်ကရနီကရပြည်ချင်းပြည်ရခိုင်ပြည်ရှမ်းပြည်မြောက်ပိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာနေရာကျကျရှမ်းပြည်တောင်ပိုင်းနဲ့စကိုင်းတိုင်းအထက်ပိုင်းတို့မှာနေရာစိစိနဲ့ကျယ်ပြည်နယ်နဲ့တိုင်းတွေမှာနေရာအနှံပြမိုးထစ်ချုံရွာနိုင်ပြီးရွာရန်ရှာနှုံးပြည့်ဖြစ်ပါတယ်